PC 396မှာဂတိတက်တနာပညာရှင်ဆိုကရီတီကိုတေတံချမှတ်ပါတယ်လူငယ်တွေကိုဖောက်ပြန်အောင်လုပ်တယ်ဖျားမဲတဲ့ယုံကြည်မှုတွေရှိတယ်ဆိုပြီးတော့မှတေတံချမှတ်ခံရတာပါတခုတော့ရှိတယ်အာနာပိုင်တွေကသူ့ကိုအကယ်၍သူ့ရဲ့ဟောပြောချက်တွေကမှားယွင်းနေတယ်သူ့ရဲ့ခံယူချက်တွေကမှားယွင်းနေတယ်လို့ဝန်ခံပြီးတော့မှအေတင်မျိုးကနေထွက်သွားမယ်ဆိုလို့ရှိရင်သူ့အသက်ငြိမ်းချမ်းရရမယ် အဲ့လိုပြောတဲ့အခါမှာဆိုဂရီဒီကဘာလုပ်တယ်လဲဆိုတော့အစိတ်ခွက်ကိုယူပြီးတော့ပဲတောက်ခဲ့ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဘဝတွေမှာလည်းဒီတိုင်းမှာပဲကျွန်တော်တို့ရဲ့ခံယူချက်တွေကျွန်တော်တို့ရဲ့ယုံကြည်မှုတွေကခိုင်မာနေဖို့လိုပါတယ်တခုတော့ရှိတယ်အဲ့ဒီယုံကြည်ချက်တွေအဲ့ဒီခံယူချက်တွေကအများအတွက်လည်းကောင်းရမယ်ကိုယ့်အတွက်လည်းကောင်းကျိုးချက်ရမယ်ယုံကြည်မှုတွေခံယူချက်တွေဖြစ်ရပါမယ်အဲ့တော့အဲ့ဒီယုံကြည်မှုတွေခံယူချက်တွေကိုလည်းခဏခဏကိုယ်ကပြန်ပြီးတော့မှ သုံးသပ်နေရပါလိမ့်မယ်အဲ့တော့ကျွန်တော်ရဲ့ခံယူချက်ကျွန်တော်ရဲ့ယုံကြည်ချက်တွေဆိုလို့ရှိရင် လူတိုင်းကြီးပွားချမ်းသာဖို့အတွက်အရေးအချင်းတွေရှိပြီးသားအရင်အမြင့်တွေရှိပြီးသားလို့ယုံကြည်ထားတယ်ဘဝမှာဒုက္ခတို့လောကရန်တို့ဆိုတာကမရှိဘူးရှည်ရှင်းရမယ့်အရာတွေကြော်လွှားရမယ့်စိန်ခေါ်မှုတွေဖြစ်တယ်ဆိုပြီးတော့မှကျွန်တော်က ခံယူထားတယ်။လောကမှာရှုံးနိမ်ခြင်းဆိုတာမရှိဘူး။ရလက်တွေပဲရှိတယ်။ဒါတွေကျွန်တော်ခံယူထားတယ်။လူတိုင်းလူတိုင်းဟာဂုံမြင့်အောင်စူးစားပိုင်ခွင့်ရှိတယ်။ချမ်းသာကြွယ်ဝအောင်လုပ်လို့လည်းရတယ်။အရင်းအမြစ်တွေလည်းရှိပြီးသားဖြစ်တယ်လို့ကျွန်တော်ကယုံကြည်ထားတယ်။ပြီးတော့ negative တဲ့ positive အတွေးအခေါ်တွေကပို့ပြီးတော့မှ ကောင်းတယ်လို့ကျွန်တော်လက်ခံထားတယ်။ကိုယ့်ရဲ့ DNA ကိုကိုကိုယ်တိုင် ပြောင်းလဲခွင့်ရှိတယ်လို့လက်ခံထားတယ်။ ကိုယ့်ရဲ့မိဘတွေကမကြီးပွားမတိုးတဲ့မချမ်းသာအောင်တောင်မှကျွန်တော်တို့ကိုယ်တိုင်ကကြီးပွားတိုးတက်ချမ်းသာအောင်လုပ်လို့ရတယ်လို့ကျွန်တော်ကတော့ခံယူထားတယ်။ဒါကတော့ကျွန်တော်ရဲ့ခံယူချက်တွေကျွန်တော်ရဲ့ယုံကြည်ချက်တွေဖြစ်တယ်။ကျွန်တော်ရဲ့ဒီခံယူချက်တွေယုံကြည်ချက်တွေကိုကျွန်တော်အခုပါလို့လဲဆိုတော့ပြန်ပြီးတော့မှညှဝေတဲ့အားလုံးကိုခံယူချက်တွေယုံကြည်မှုတွေခိုင်မာနေဖို့လိုပါတယ်။ကျေးဇူးများတင်ပါတယ်။